မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နီလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့ကတော့ထိအားနဲ့20နှစ်မျိုးကိုကျွန်တော်ပြန်လည်မြောက်ပြီးတော့มาဖြစ်ပါတယ်ထိနေရာမှာအားနဲ့နေတဲ့ကနန်းနှလုံးဖြစ်မယ်ပေါ့နော်ဟုတ်ကဲ့သူကပင်ရှည်ဖြစ်ပါတယ်နံပါတ်စဉ်30နဲ့3 30 33ကနေဒီပြပေးထားတာဖြစ်ပါတယ်ပေါ့နော်နံပါတ်1ကနေတော့မပြတော့ဘူးဒီ9093963ကနေ ြစ်မယ်ပေါ့နော်။ဟုတ်ကဲ့ရှစ်တော်များထိတ်စီအားနေတာဖြစ်ပါတယ်။ကိုးခွန်ကိုးဆိုတဲ့အတွက်ကိုးထိတ်စီဖြစ်တယ်ပေါ့နော်။ပြီးတော့လေတော်ရင်မျိုးစလုံးမှာလေအားနေတယ်ပေါ့နော်။တော်များထိတ်စီချပေးသွားတယ်။နင်းငါအားနေတာ၃ဖြစ်ပါတယ်ပေါ့နော်။ပြီးရင်ကျွန်တော်ဒီမှာတွင်းနေအရာပေါ့နော်။တော်များရှစ်ထိတ်စီအားနေတာ၆တော်များ၃ဖြစ်ပါတယ်။ရှစ်တုံးအားနေတာဆိုရင်၆ထိတ်စီ၆နှစ်၆ conscious အားနေတယ်ဗောနော်ကျွန်တော်ဒီမှာလဲထိစီလဲရှိတဲ့ဖြစ်ပါတယ်ကိုငါ့ကိုထိစီနေရာမှာပေးတာဆိုရင်ငါထိစီငါကိုရှိတတချောဗောနော်လဲငါချောပြီးရင်ဒီမှာတော့ခွန်ဗောနော်ခွန်ထိစီအားနေတာငါထိစီဖြစ်ပါတယ်၃ချထိစီအားနေတာငါတုံများလဲချာပေးသွားတယ်တုံများ၆ထိစီအားနေတော့ငါတုံများ၃ရှင်းငါထိစီအားနေတာဆိုရင်၃၃၆ဗောနော် လေးကိုပေတာဆိုရင်၃များထိပ်ခွန်ကိုပေတာ၈ထိပ်တဲ့တုံးထိပ်စီကိုပေးတာဆိုရင်6ထိပ်စီဖြစ်ပါတယ်ခွန်တော်များထိပ်ကိုပေးတာ6ထိပ်စီ8တုံများထိပ်ကိုပေးတာ6ထိပ်စီ6656ပြီးသွားတာဖြစ်ပါတယ်โอเคကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်အောင်လားခင်ဗျာ665ပြီးတော့96နှစ်ဖြစ်မယ်ပေါ့နော်96နှစ်တပင်မှာဆိုရင်နံပါတ်က49ဖြစ်ပါတယ်ပြက်ပင်မရှိဘူးပေါ့နော်9ထိပ်စီ ပြီးရင်တစ်လေးထိတ်စီးပေတာတုံများထိတ်စီးတုံများလေးလေးတစ်တုံများထိတ်စီးပေတာနင်းနေတဲ့တင်ငါထိတ်စီးကိုပေတာရှစ်လေးတုံနင်းငါထိတ်ကိုပေတာရှစ်ထိတ်စီးချစ်လျှောက်တုံပေါ့နော်လေးကိုပေတာနစ်ထိတ်စီးချပေးသွားတာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာ2025ပေါ့နော်ရှစ်ငါထိတ်စီးကိုပေတာခွန်ခွန်ကိုလေးလျှောက်ထိတ်စီးကိုပေတာဆိုရင်ခွန်ထိတ်စီးချပေးသွားတယ် 6ထိပ်စီကိုပေးတာ3ထိပ်စီ3ခွန်ခွန်ဖြစ်ပါတယ်။ဘိုးတုံများထိပ်စီကိုပေးတာဆိုရင်6ထိပ်စီ694 39ထိပ်စီကိုပေးတာ5ထိပ်စီ963ဖြစ်ပါတယ်။ဒီမှာတော့20နှစ်မျိုးစလုံးမှာတည်ပေါ့နော်။ခွန်ပေးတာနင်းနေခွန်6နဲ့တင်းနေကိုထိပ်စီနေရာမှာပေးတာ3ထိပ်စီချပေးသွားတယ်။ okay ပြီးခဲ့တဲ့တပတ်မှာတော့နင်းနဲ့တင်းနဲ့ဒီထိတ်စီနှလုံးပေးတာပေါ့နော် တုံးထိပ်စီချပေးသွားတာဖြစ်ပါတယ်၃၅နေပေါ့နော်ပင်ရှင်60နဲ့၄ချိန်ထိပြတ်ပြီးလုံးဝမရှိသေးဘူးပေါ့နော်โอเคဒီ20ကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ကျွန်တော်ပြန်လည်မြောက်တော့မှာဖြစ်ပါတယ်20နံပါတ်၄ရဲ့20နံပါတ်၄ရဲ့ပေါ့နော်ဒီမှာ20နံပါတ်၄ဒါက20နံပါတ်၄ဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ရင်းစုံအနေနဲ့ဒီနံပါတ်၁ကိုအတူတူလေ့လာကြည့်အောင်လားခင်ဗျာ โอเคကျွန်တော်နေ့စားကနေဒီမင်းချင်းပြပေးသွားမယ်ဗောနဒီရှိရနေတော့မပြတော့ဘူးဒီ2025နေ့စားကနေကျွန်တော်အတူတူ လေလာကြည့်အောင်ပါခင်ဗျာဒီနေ့ကိုနှစ်ကြိမ်ပေါင်းတာ၄ဗောနငါးနှစ်ကြိမ်တစ်ဆယ်ဒီနေ့၃ပေါင်းတာက၄ဆိုတော့ဒီလေးလေးပေါင်းရှင်းရှင်းဆိုတဲ့အတွက်ချစ်ထိတ်စီပေးမှာဖြစ်ပါတယ်ဆိုရင်ဒီမှာအနီရောင်လေးနဲ့ရေးပြလိုက်မယ်ဗောနချစ်ထိတ်စီကိုပေးတာဆိုရင်ခွန်ခွန်ကိုဖြစ်ပါတယ်ခွန်ခွန်ကိုဆိုတဲ့အတွက်ခွန်ထိတ် ချာပေးသွားတယ်ဗောနော်နောက်ထပ်တစ်ပြိုင်ခုနှစ်နာကျင်အားဆက်လေးလေးလေးနဲ့ဒီသုံးနာကျင်ပေါင်း6ဆိုတော့လေးနဲ့6ပေါင်း10လေးနဲ့သုံးများနဲ့ပေါင်းလေးဆိုတဲ့အတွက်လေးထိစီအားနေမယ်ဗောနော်နောက်ထပ်တစ်ပြိုင်မှာခွန်သုံးညာသုံးညာဆိုတဲ့အတွက်လေးထိစီပေးတာခုနှစ်ထိစီချာပေးသွားတာဖြစ်ပါတယ်နောက်ထပ်ခုနှစ်ရမှာခွန်ထိတ်ကိုနှစ်ကြိမ်ပေါင်းတော့လေ၅နှစ်ကြိမ်တစ်စက်တေသုံးပေါင်းလေးဆိုတော့ပေါင်းရှင်း၈၈ထိတ်စီပေတာဆိုရင်၃ထိတ်စီချပေးသွားတယ် 300ဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်ထပ်တစ်ပြင်300 3နှစ်ကြိမ်ပေါင်းတာ6 9နှစ်ကြိမ်30တုံများနဲ့3ပေါင်း3ဆိုတော့6ရက်300ပေါင်း9 9ထိပ်စီအားနေတာဆိုရင်10ထိပ်စီချပေးသွားတယ်ပေါ့နော်10 9 4ဖြစ်ပါတယ်9ထိပ်စီပေးတာ10ထိပ်စီချပေးသွားတာဖြစ်ပါတယ်နောက်ထပ်10နှစ်ကြိမ်16 ၅နှစ်ကြိမ်၁၀၄၃ပေါင်းခွန်၆နှစ်ခွန်နဲ့ထပ်ပေါင်းတာ၁၃တုံးထိပ်စီပေးမယ်ပေါ့နော်နောက်ထပ်တစ်ပြင်မှာက၅၆၃ဆိုတဲ့အတွက်ကျွန်တော်၅ထိပ်စီချပေးသွားတယ်ပေါ့နော်နောက်ထပ်တစ်ပြင်၅နှစ်ကြိမ်၁၀တုံးနှစ်ကြိမ်၆၆နှစ်၅ပေါင်း၁၇ပေါ့နော်ဆိုတော့အဲ့မှာတေလုံးတေထိပ်စီအားနေတာဖြစ်ပါတယ်၆၈ခွန် sorry အပြာရောင်နဲ့ရေးပေးမယ်ပေါ့နော်၆၈ခွန်ဆိုတဲ့အတွက် 6ထိပ်စီ6ပေးသွားတာဖြစ်ပါတယ်တစ်ထိပ်ပဲဒါ6ထိပ်ဖြစ်တယ်ဗောနော်နောက်ထပ်ဒီ6နှစ်ကြိမ်ဟာစနစ်3နှစ်ကြိမ်6 66ပေါင်းတာစနစ်နှစ်3ပေါင်း5ဆိုတဲ့အတွက်နှစ်နဲ့5ပေါင်းရှင်9ရာတွေအတွက်ခွန်ထိပ်စီပေးမယ်ဗောနော်နောက်ထပ်တစ်ပတ်မှာနှစ်နှစ်ခွန်6ပေးသွားခဲ့တဲ့အတွက်ခွန်ထိပ်ပေးတာနှစ်နှစ်ခွန်ဆိုတဲ့အတွက် OK တယ်ဗောနော်လေ6 ၆နဲ့၅ပေါင်၁၁၁၃ပေါင်၄ဆိုတဲ့အတွက်၄နဲ့၄ပေါင်ရှင်းချစ်ချစ်ထိတ်စီအားနေတာဖြစ်ပါတယ်။၃ထိတ်စီ၃ရှိရှိချပြီးသွားတယ်ပေါ့နော်။ Okay နောက်ထပ်တစ်ပြင်ဒီ၃ရှိရှိဆိုတဲ့အတွက်၃ထိတ်ကုန်တဲ့ချိန်ပေါင်းတာ၆၆၆နဲ့၃ပေါင်းတာ၉၆၆နဲ့၉ထပ်ပေါင်းတော့၅၅ထိတ်စီပေးမယ်ပေါ့နော်။နောက်ထပ်တစ်ပြင်မှာ၃ထိတ်စီချပြီးသွားတယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်၅ထိတ်စီပေးတာ Okay တယ်ခင်ဗျာ။နောက်ထပ်တစ်ပြင် ါးပင်ရှိပေါ့နော်3ကြိမ်ပေါင်း6 8နှစ်ကြိမ်16ဒီခုနဲ့3နဲ့က30ပေါ့နော်ဆိုတော့6နဲ့6ပေါင်းတာ7နှစ်ထိစီအားနေတာ3 9နှစ်ဆိုတဲ့အတွက်နှစ်ထိစီအားနေ3ထိစီချပေးသွားတယ်ပေါ့နော်3ကြိမ်6 4 4 3ပေါင်းတော့ခွန်6ရဲ့ခွန်ရဲ့ထပ်ပေါင်းတော့73ဆိုတဲ့အတွက်ကျွန်တော်တို့ဒီ7ကြိမ်မှာ3ထိစီအားနေမယ်ပေါ့နော်ဒါကျွန်တော်တို့ဒီ20အရာဖြစ်ပါတယ် တင်ချာဘယ်နည်းအရာဒီခွန်ခွန်ကိုမှရှစ်လေးရှစ်ကိုဒီမှာပေါ့နော်လေးလုံးကြည့်မယ်ရှစ်လေးရှစ်ကို3.8ခွန်8ဖြစ်ပါတယ်ဆက်ကြည့်အောင်ဒီမှာ3.8ခွန်8ပေါ့နော်3.8ခွန်8 9နှစ်ဆိုတော့ဒီမှာ9နှစ်ပေါ့နော်ဒီဆက်တဲ့ချိန်မှာတော့3ထိပ်စီအားနေတာဖြစ်ပါတယ်ဒါကျွန်တော်တို့ဘယ်နည်းနံပါတ်1ဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်20နံပါတ်နေ့ကိုလည်းဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ဒီ20နံပါတ်နေ့ကိုလည်းကျွန်တော်နေစာကနေအတူတူလေ့လာကြည့်အောင်9နှစ်ကျိန်30ဒီ3များနဲ့9နဲ့ပေါင်းမယ်ပေါ့နော်။9ဒီ9နဲ့ချိန်30 6နဲ့ပေါင်းတော့9နဲ့6ထပ်ပေါင်းတော့15 9ထိပ်စီအားနေတာဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာတော့ခွန်9ဆိုတဲ့အတွက်9ထိပ်စီပေးတာ9ထိပ်စီချပေးသွားတယ်ပေါ့နော်။ ကိုနဲ့ခွန်ပေါင်း16လေးလေးနဲ့6ပေါင်း30 6နဲ့3ညာနဲ့ပေါင်း6 6ထိပ်စီအားနေတယ်ပေါ့နော်နောက်ထပ်တစ်ပြင်မှာခွန်3ညာ3ညာဆိုတဲ့အတွက်6ထိပ်စီပေးတော့9ထိပ်စီချပေးသွားတယ်တဲ့ okay တယ်ပေါ့နော်3ညာ9နဲ့ချိန်3ညာ6 6ထိပ်စီအားနေတာဖြစ်ပါတယ်3 9 6သွားတယ်ပေါ့နော်ဒါကြောင့်မို့3ထိပ်စီဖြစ်ပါတယ်6ထိပ်ပေးတာ3ထိပ် okay တယ်ပေါ့နော် ခွန်ခွန်ပေါင်း74 9နာကျင်36 46ပေါင်း30ဆိုတဲ့အတွက်တုံများထိတ်စီအားနေမှာဖြစ်ပါတယ်။နောက်ထပ်တစ်ပင်မှာက8 9 4ဆိုတဲ့အတွက်တုံများပေးတာ8ထိတ်စီချပေးသွားရခင်ဗျာ။โอเลบ้างนะ73 9จัง36 736ทับบ้างเนาะ9 9ไถซีอาเน่เดปะเนาะนอกถัดตะเปิมา69เลပြီးတော့963ဆိုတဲ့အတွက်9ไถซีฉาไปตွားเดปะเนาะ9 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 6 6ပေါင်းတော့7စနစ်9နဲ့2ပေါင်း7စနစ်ဆိုတဲ့အတွက်ကျွန်တော်တိထိစီအားနေတာဖြစ်ပါတယ်6ရှစ်ခွန်6ပေးသွားခဲ့တဲ့အတွက်တိထိတ်စီပေးတာ6ထိတ်6ပေးသွားခဲ့တာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်ကျွန်တော်ဒီ6ခွန်ထပ်ပေါင်းတော့အပေါင်းရှင်15 3နဲ့ကျန်6 6နဲ့ပေါင်းတာ7နဲ့9နဲ့နေပေါင်းတာ9 9ထိတ်စီအားနေတာဖြစ်ပါတယ်နှစ်နှစ်ခွန်ဆိုတဲ့အတွက်ကြောင့်မို့နှစ်ထိတ်စီဖြစ်တယ်ဗောနော်ခွန်ထိတ်ပေးတာနှစ်ထိတ်โอเคနောက်ထပ် တေနစ်ခွန်ပေါင်းတော့ကို၈နှစ်ကြိမ်၁၆ရှောင်းနေပေါင်းတာ၁နှစ်ကိုနှစ်နှစ်ပေါင်း၁၁ဆိုတဲ့အတွက်ဒီထိစီအားနေတယ်၃၈၈ထိစီဖြစ်ပါလေပေါ့နော်၃၈တပြင်မှာ၈နှစ်ကြိမ်ပေါင်း၁၆၆ပေါင်းရှင်း၁နှစ်ဆိုတဲ့အတွက်နှစ်ထိစီအားနေတာဖြစ်ပါလေ၃၃9ဆိုတဲ့အတွက်နှစ်ထိစီပယ်တာ၃ထိရှားပေးသွားခဲ့တဲ့အတွက် OK တယ်ပေါ့နော်၃9နဲ့9ပေါင်း9 ရှောက်6နဲ့6ပေါင်း7ဆိုတော့9နဲ့2ပေါင်း7တစ်ထိစီအားနေတာဖြစ်ပါတယ်3 5နေဆိုတဲ့အတွက် ကျွန်တော်တို့တစ်ထိစီပေးတာ3ထိဆိုတဲ့အတွက် OK တယ်ပေါ့နော်9နဲ့2ပေါင်း9 4 4နဲ့ဒီ6ပေါင်း10ခွန်နဲ့တုံများနဲ့ပေါင်းရှင်ခွန်နဲ့ဆိုတဲ့အတွက်ဒီတနည်းအရာပေါ့နော်တင်ရှား20အရာဒီ20နံပါတ်နဲ့ဆက်တဲ့ချိန်မှာခွန်နဲ့ထိစီအားနေတာဖြစ်ပါတယ်ကျွန်တော်ဒီ အပေါ်နေစာကြည့်အောင်ဗောနော်009ကိုတပြားနေစာကြည့်အောင်တနည်းနံပါတ်1ဒီ009မှာ966369ငါးလုံးကြည့်မယ်ဗောနော်966369တဲခွန်တနည်းတစာကြည့်အောင်တဲခွန်တနည်းတဗောနော်โอเคဒါကြောင့်မို့ဒီ7ကြိမ်မှာကျွန်တော်တို့ဒီတင်ချတနည်းအရာဗောနော်ခုနှစ်ထိပ်စီအားနေတာဖြစ်ပါတယ်တနည်းနှစ်ခုစလုံးဒါဆိုရင်တော့3ရက်ခွန်ရက်ထိပ်စီနေရာမှာ အားနေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အမိတ်ဆွေတို့တယောက်ရှင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာထပ်မံဆောင်တွဲကြအောင်လားခင်ဗျာ။